ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ပေါ်ကောင် channel ကနေပြီးတော့ဒီကနေ့မှပြန်လည်ကြိုဆိုပါတယ်ဒီကနေ့မှကျွန်တော်မေဆွေကျွန်တော်ပြန်လည်မြောက်ပြီးတော့တင်ဆက်သွားမှာကတော့ကျွန်တော်လာမဲ့တာ16ရက်6လ2025မှာထွက်မဲ့တည်ရည်အတွက်ကျွန်တော်ကအနည်းချုပ်ပုံစံနဲ့နော်ခဏကောင်လေးကိုကြိုစားပြီးတော့တင်ဆက်အောင်မှာဖြစ်တယ်ဒီကနေ့မှတင်ဆက်မဲ့ဆရာကတော့ကျွန်တော်မေဆွေဆောင်အောင်ကြည့်ရှုကြည့်ပါလုံးဝကိုကောင်းမွန်တဲ့ site ကိုထုံထုံပြသပြီးတော့ကျွန်တော်မေဆွေတွေ ကျိုးဖြစ်ထုံမဲ့ဆိုင်ကိုပြတ်သားမှာဆိုတော့ဒီကနေ့မှာတစ္ဆာမဲ့ဒီလက်တော်မူတွေကိုလည်းမတင်ဆက်ပေးခဲ့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D ဘောကောင်ကိုလည်း subscribe ဆိုတဲ့အကြောင်းစာရနဲ့သူရဲ့ပြနာခေါင်းလောင်းလေးကိုတရားနေနဲ့ဒီကဲပေးစီချင်ပါတယ်ဒီကနေ့မှာထုံထုံတစ္ဆာမဲ့ site တွေကကျွန်မိတ်ဆွေတွေလုံးဝဝကြိုက်ဆုံးအကောင်းဆုံးတွေတဲကမှနေပြီးတော့ကျွန်တော်ကအနည်းချုပ်ပုံစံနဲ့ကျွန်တော်တဲ့တစ်ခွက်ကို ကျိုးစားတင်ဆက်မှာဆိုတော့ဒီနေ့မှာတင်ဆက်မဲ့ဒီကနန်လေးကိုလည်းကျွန်တော်မိတ်ဆွေတွေစာဆုံးကြည့်ရှုစေချင်ပါတယ်ဒီမှာကတော့ကျွန်တော်က3ရှစ်ရှစ်ရနေပြီစာပြီးယူထားတယ်3ငါးနှစ်ထိယူထားတယ်ဘောနော်ကျွန်တော်တို့စိုက်သုံးစိုက်ကိုပြတ်တာမှာဖြစ်တယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်ကကနန်လေးတွေအရင်ဆုံးတွဲဆက်ကြည့်ကြအောင်ခင်ဗျခဏဘလို့တွဲဆက်မလဲဆိုတော့ကြည့်3ရက်နှစ်ခတ်ကိုကျွန်တော်တို့ရယူမယ်3ရက်နှစ်ခတ်ဒီ9ကိုရတယ်ပြီးရင်ဒီ6ရက်နှစ်ခတ်ကျွန်တော်တို့က တစ်ကိုရရဒီမှာလည်းကျွန်တော်ရှိရနှစ်ခတ်ဒီတစ်ကိုရပါတော့ခဏနဲ့အရင်ဆုံးတွဲမယ်ဒီမှာလည်း၃ရက်နှစ်ခတ်ဒီ၅၃ရက်နှစ်ခတ်ဒီခွန်၉ရက်နှစ်ခတ်ဒီ၆ပေါ့နော်ကျွန်တော်ခဏလေးအရင်ဆုံးတွဲမယ်ဒီမှာလည်း၃ရက်နှစ်ခတ်ဒီ၅အဲ့နှစ်ခတ်တီ၃နှစ်နှစ်ခတ်တီ၄ဆိုပြီးကျွန်တော်ကနာဒီလိုအစုလိုက်လေးတွေစတင်ရရှိမယ်ပေါ့ခင်ဗျာအဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကနာလေးကိုထုံထုတ်သွားမယ်ကနာနေကကျွန်တော်တို့ဘယ်လိုထုံထုတ်သွားမလဲဆိုရင် တစ်ချက်တော့ကြည့်အောင်ကျွန်တော်ဒီမှာမြားကလေးတွေနဲ့ရင်းဆုံးကျွန်တော်ပြတ်တာတင်ဆက်သွားမှာဖြစ်တယ်။နော်ရဲကိုဒီနေ့ထူးခြားတဲ့ပုံစံနဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ထုတ်လို့ပြီးတော့အကောင်းဆုံးတဲခွက်ဖြစ်အောင်ကြိုးစားတင်ဆက်မှာဖြစ်တယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီမှာမြားကလေးနဲ့ပြလိုက်ပြီးအဲ့ဒီမှာကျွန်တော်တို့ဒီ၃၅ပုံချင်းကိုယူတယ်၃၅ပုံချင်းဒီ၈ရှိတဲ့ပုံရင်ဒီဘာရလဲကို နောက်ထပ်ရှစ်တစ်ပေါင်ရင်ဒီလဲကျွန်တော်တို့ဒီမှာကိုကိုရရှိတယ်ဒီမှာလဲ35ပေါင်ရင်ဒီရှစ်3ရခွန်ပေါင်ရင်ကခွန်96ပေါင်ရင်ဒီဘာရလဲ5ဆိုပြီးခဏရတယ်ဒီမှာလဲ35ပေါင်ရင်ကတော့ရှစ်53ပေါင်ရင်ကလည်းရှစ်နဲ့လေးပေါင်းရတယ်6ဆိုပြီးတော့ခဏလေးရကျွန်တော်တို့ဒီလိုတည်တည်ထွက်လာပြီခင်ဗျာအဲ့တော့မကျွန်တော်နောက်တစ်ဆင့်မပြီးသေးဘူးဆက်ပြီးသွားအောင်မယ်ခင်ဗျာခဏလေးကျွန်တော်ဒီလိုလေးတွေထပ်ပြီးတော့ရိုးมาဖြစ်တယ် ဟုတ်ကဲ့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဒီမှာဒီလိုပုံစံလေးရပါဆက်လုပ်တာလေးဆိုတော့ဒီ၈ရေ၉ရေကိုကျွန်တော်ပေါင်မယ်၈၉ပေါင်ခြင်း၈၉ပေါင်ခြင်းကတော့ကျွန်တော်ခွန်ကိုရရှိတယ်ပြီးရင်၉၉ပေါင်ခြင်းကတော့၈ကိုကျွန်တော်ရရှိတယ်ပြီးရင်ကျွန်တော်ဒီမှာလည်း၈ခွန်ပေါင်ခြင်းကတော့၅ကိုပေးတယ်ခွန်၅ပေါင်ခြင်းကတော့ကျွန်တော်၂ကိုပေးတယ်ဒါနဲ့ကျွန်တော်ဒီလိုပုံစံစပြီးတော့ ဆင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းမိတ်ဆွေနားမလည်ပါကြောက်လို့ပါကျွန်တော်တို့ခဏန်းကဘယ်လိုထုတ်လိုက် ပြီးကျတို့ပုံစံရသွားတာလေးဆိုတာလေးကိုလည်းကျောင်းမိတ်ဆွေကြောက်ပြစီခြင်းနဲ့ဆန္ဒလေးနဲ့ကျွန်တော်ဒီလိုလေးတွေပို့ပေါ့နော်လိုက်ပြပေးနေတယ်ဒီမှာလည်းရှစ်ရှစ်ပေါင်းခြင်းဒီကျွန်တော်တို့က6 8လေးပေါင်းခြင်းကလည်း6 6ပေါင်းခြင်းကလည်းလေးကိုပေးထားတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကနောက်ဆုံးဆင်လေးကိုရောက်ရှိပြီနောက်ဆုံးဆင်လေးကကျွန်တော်တို့ကဘယ်လိုသွားတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှေ့ခနဲ့နှလုံးကိုလည်းကျွန်တော်ဆက်ပြီးတော့ ပေါင်းယူအောင်ပါဖြစ်တယ်ပေါ့ခင်ဗျာဟုတ်ကဲ့เนาะကျွန်တော်ဒီမှာခဏလုံးဆက်ပေါင်းမယ်ဆိုရင်ခွန်10ပေါင်းရင်းကလည်းကျွန်တော်ဒီမှာပါရတယ်ငါကိုရရှိတယ်เนาะဒီမှာလည်း9နှစ်ပေါင်းရင်းကလည်းကျွန်တော်ခွန်ကိုရရှိတယ်ပြီးရင်ဒီမှာ6လေးပေါင်းရင်းကလည်းကျွန်တော်တုံရကိုရရှိတယ်ပေါ့နော်ခဏကကျွန်တော်တို့ဒီလိုပုံစံစုလိုက်လေးဖြစ်သွားတယ်အဒီကမှတစင်ချောမိတ်ဆွေတို့ကျွန်တော်က 3D တွေကိုထုံထုံသွားมาဖြစ်တယ်ကျွန်တော်တို့ဒီ388ကနေထုတ်တဲ့ site ကတော့ကျွန်တော်တို့ကဘယ်ကနေထုတ်มาလဲဆိုတော့ 339စိုက်ကိုထုံမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့339စိုက်ကိုထုံတော့မှာပြတ်သားမှာဖြစ်တယ်ဟုတ်ကဲ့ဒီ339ကလည်းကျွန်တော်တို့ကဘယ်ကရန်ကိုထပ်ပြီးထုံတော့မှာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့မှာထပ်ထားတယ်352ကိုကျွန်တော်တို့ကထပ်ပြီးထုံတော့မှာဖြစ်တယ်352နှစ်ကိုထုံမှာဖြစ်ဒီစိုက်ကတော့လာမက်တာ66လောက်2015မှာထုံတဲ့3ဒီကိုထုံမှာအခုဆိုရင်ကျွန်တော်တို့မီဆီရီမြင်တွေ့ရပဲခဏကတော့ဒီလိုပုံစံလေး ရရှိလာပြီအဲဒီကမှဆင်ကျုံမိတ်ဆွေကျွန်တော်ကပထမဆုံးအနေနဲ့လုံမိုက်ဆိုင်ကိုထုတ်မယ်လုံမိုက်ဆိုင်ကျွန်တော်ဒီမှာမြေတွေ့တဲ့မကနေဒီလိုဆင်ဆင်သွားတာကျွန်တော်ဒီငါးကိုရရှိတာလေအဲဒီကားကိုကျွန်တော်နောက်တစ်ဆင့်ပါဝါယူကြည့်မယ်ဘယ်လိုလဲဆင့်ပါဝါယူပါရလဲတုံညာဆိုပြီးတော့ကျွန်တော်တို့ကဒီမှာရရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ညာကိုရအဲတုံညာဒီမှာဖျက်ရမယ်ထွက်မယ်တတိဒီမှာကျွန်တော်ကလုံးပိုင်းလေးကြာရမှာဆိုတော့ကျွန်တော်ဒီမှာ တုံတုံညာကိုပါကျွန်တော်တုံညာလုံးပိုင်းဆင်းတယ်ပေါ့နော်ကျွန်တော်ဒီပုံစံနဲ့ကျွန်တော်ကအရင်ဆုံးလုံးပိုင်းဆိုင်ကိုနော်နည်းနည်းခက်ခက်ကလေးရှာဖွေပြီးတော့ထုံထုံထားရဲဆိုကျွန်မိတ်ဆွေတွေကြိုက်တူမဲ့ဆင်းတယ်ကျွန်တော်နှစင်ပေါင်းနှစင်ပေါင်းပေါင်းလာနေပြီးတော့ကျွန်တော်တို့ကဒီမှာပါဝါမူလိုက်တာတုံညာလုံးပိုင်းဆိုကျွန်တော်လုံးပိုင်းလေးကိုအရင်ဆုံးတွဲဆက်ထားတယ်ဒီပုံစံနဲ့ပဲကျွန်တော်ကလာမဲ့16ရက်6လ2025မှာထွက်မဲ့3အတွက်လုံးပိုင်းကိုတော့ချောက်ဒီပုံစံနဲ့ကျွန်မိတ်ဆွေတွေကိုကျွန်တော်ကရှာဖွေထုံထုံတင်ဆက်မှာဖြစ်တယ် အပြီးနေကျွန်တော်နောက်တစ်ဆိုင်နောက်ဆက်ကြတဲ့ကျွန်တော်ဒီမှာအစစ်စစ်ဖောင်းလာတာခွန်ကိုရရှိတယ်အဲ့ဒီခွန်ကိုပါဝါချိန်လေးပါရခွန်ရပါဝါသည်နေဆိုပြီးရရှိတယ်အဲ့ဒီနေရှိသေးရပါဖေးရမယ်ကျွန်တော်တို့ကလုံးပိုက်ဆိုပြီးဆင်းရမှာဆိုတော့ကျွန်တော်ဒီမှာ၃၅နှစ်မှလည်းနေလုံးပိုက်ဆင်းတယ်အခုဆိုရင်ကျွန်တော်ဒီမှာ၅ပါဝါ၃ညာ၃ညာလုံးပိုက်ခွန်ပါဝါနဲ့မို့နေလုံးပိုက်လေးကိုရရှိထားပြီးပဲဖြစ်တယ်ပေါ့ခင်ဗျာအခုထပ်ပြီးတော့ကြုံပြီးဆိုရင်ကျွန်တော်က ထွန်တော်ဘီတက်ဆောင်မှာကလာမဲ့တာ16/6/2025မှာထပ်မဲ့တတိယနံပါတ်ကိုထုတ်ပေးမယ်။ဒီမှာလည်းကျွန်တော်နောက်ခါကနေစဉ်စဉ်ပေါင်ယူလိုက်တာ၃ညကိုရရှိတယ်။အဲ့ဒီ၃ညကိုကျွန်တော်ပါဝါချိန်ပါရတဲ့၃ညပါဝါသည်၅ကိုရရှိထားတယ်။အဲ့ဒီ၅ဒီပါပြောထွန်မဲ့တတိယဒီမှာကျွန်တော်အလုံးပိုင်းဆိုပြီးဆက်ရမှာဆိုတော့၅လုံးပိုင်းဆိုပြီးတော့လာမဲ့16/6/2025အတွက်ရရှိထားတယ်။ဒီလိုကျွန်တော်တို့လုံးပိုင်းကိစ္စလေးကတော့ပြီးသွားပြီ။ဘောနော်။နောက်ထပ်ကျွန်တော်ကဘောနော်ခဏလေးကိုထပ်ပြီးတော့ထုတ်ပေးခြင်းမှာတည်တယ်။ နောက်ထပ်ကကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကထိစီလေးနဲ့စတင်ပြီးတော့ပြသပေးအောင်မယ်ထိစီဆက်ကကျွန်တော်တို့ဘယ်လိုပုံစံယူလဲဆိုတော့ဒီမှာရှိတယ်၃နှလုံးပေါင်းခြင်းဟိုကျွန်တော်တို့ကပါယူထားတယ်၃နှလုံးပေါင်းခြင်းကကျွန်တော်တို့ဒီမှာ၈ဆိုပြီးရရှိထားတယ် ဲ့ဒီရှိကိုပါဝါချိန်ပါရရှိရဲ့ပါဝါဒီကျွန်တော်တို့ကသုံးကိုရရှိတယ်အဲ့ဒီသုံးဒီပါဖျက်မထွက်မဲ့3ဒီမှာကျွန်တော်တို့ကထိစီဆိုပြီးဆင်ရမယ်ဆိုတော့သုံးသူ냐ကိုမှသုံးထိစီဆင်တယ်နှလုံးပေါင်းခြင်းကိုကျွန်တော်ပါဝါမှုထိစီပြန်ချပုံစံပေါ့နော်ကျွန်တော်တို့က10ပါဝါသုံးမလို့သုံးထိစီတွေရရှိထားတယ် နော်ဒီအရန်ကိုလည်းကျွန်တော်အားရစရာခေါ်ပါတယ်ကျွန်တော်မိတ်ဆွေလည်းကျွန်တော်ဒီကနေ့မှတင်ဆက်ပြီးရဆိုင်ယူချိန်တင်တယ်မထင်နဲ့ဒီပုံစံနဲ့ပဲကျွန်တော်က6/6/2025မှာထမ 3D ရဲ့ကျွန်တော်ကလုံပိုင်းကိုထိတ်စီဆိုင်ကိုပေါ့နော်ဒီပုံစံနဲ့ကျွန်တော်ပြန်တာသွားအောင်မယ်နောက်တစ်ဆိုင်စီလည်းကျွန်တော်ဒီလိုပဲ3-5နှလုံးပေါင်းခြင်းကိုကျွန်တော်လည်းယူတယ်ဝန်လုံးပေါ်ကြီးရဲ့ကြောင့်ဒီမှာ၈ကိုရရှိတယ်၈ကိုပေါ်ဝါချင်းနေပါရတယ်၃ဆိုပြီးရရှိတယ်အဲဒီ၃ကလည်းထွန်းမသိဒီမှာထိစီဆို၃ကနေပါလေကျတော့၃ထိစီဆိုပြီးရရှိထားတယ် ဒါမဲ့ဒီကနေ့မှာကျွန်တော်ဒီထိတ်စီဆိုင်ကတော့နည်းနည်းလေးပေါ့နော်ကျွန်တော်အားနေတဲ့ပုဂ္ဂိုလ်သွားတယ်ဒါပေမဲ့ကျွန်မေးဆွေတို့ကျွန်တော်နောက်ဆုံးမှာအကောင်းဆုံးကနက်လေးကိုရွေးချယ်ထုံးလို့ပြပြသားပေးသွားမယ်သုံးကနှလုံးပေါင်းခြင်း၈၈ပါဝါ၃၃ထိပ်စီသုံးကပေါင်းခြင်း၈၈ပါဝါ၃၃သုံးကနေမှာ၃ထိပ်စီဆိုတော့ကြာနေတာတော့မြင်တွေ့နေရပြီပဲဖြစ်တယ်အခုထပ်ပြီးထုံလို့မယ့်ဆိုင်ကလာမဲ့တာကျွန်တော်၁၆၆၂၀၂၅မှာထုံတဲ့တတိယကြီးအတွက်ထိပ်စီမှုဖြစ်တယ်ပေါ့နော်ကျွန်မေဆွေတွေကလည်း မိတ်ဆွေတွေအတွက်အကောင်းဆုံးကဏ္ဍနေရှင်ဆိုတော့ကျွန်တော်ဒီမှာပေးထားတဲ့ကျွန်တော်နောက်ထပ် site တွေနဲ့ပေါင်းရင်တော့ပိုကောင်းမယ်ထင်တယ်။ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီမှာတို့ပြအောင်မယ်။အဲ့ဒါလည်းကျွန်တော်ဒီမှာလည်းကျွန်တော်၃၅ပေါင်းချင်တယ်။၃၅ပေါင်းချင်လည်း၈ပဲ။၈ကိုပါဝါချင်းနေပါရ၃ပဲ။အဲ့ဒီ၃ကလည်းပါပြထွက်မသိဒီမှာထိစီဆိုပြီးတော့ကြားပေးရမယ်ပေါ့နော်။အခုဆိုရင်တော့ဒီမှာရရှိတဲ့၃ကလည်းလာမယ်ဒါကျွန်တော်တို့၁၆၆၂၀၂၅အတွက်ထိစီ၃ကိုရရှိထားတယ်။ ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဒီမှာငားကလည်းလုံပိုင်းသုံးရလည်းထိတ်စီနေရပဲရှိသေးတယ်နော်အခုဆိုရင်ကျွန်တော်ကနားပါလဲဆိုတော့တော့တဲတဲကွယ်ကွယ်မတိရသေးဘူးဒါပေမဲ့ကျွန်တော်မိတ်ဆွေကျွန်တော်နောက်ဆုံးမှာတော့ကနားဘလို့လေးခြုံမယ်ဆိုတဲ့တရားပြသပေးမယ်ပြီးရင်နောက်ဆက်ကြည့်မယ်နောက်ဆက်ကလည်းကျွန်တော်ဒီမှာကျွန်တော်ဒီမှာ shit တစ်ကိုပေါင်လိုက်တယ်ခင်ဗျာ shit တစ်ပေါင်ရင် shit တစ်ပေါင်ရင်လည်းကျွန်တော်ကမပါရတဲ့၉ပါး အဲကိုရတယ်ပါဖေအထွန်းမတိမှာလုံးပိုင်းကြာရမယ်ဆိုတော့ကျွန်တော်ကကိုလုံးပိုင်းဆိုတော့သုံးသုံးရကိုမှာကျွန်တော်ကကိုလုံးပိုင်းနေရှင်းတယ်နှလုံးပေါင်းရင်းစီလုံးပိုင်းပြန်ကြပုံစံနဲ့လာပဲလာ16 6 2025အတွက်ရန်ကိုထောက်ဦးရန်ကိုကောင်းမွန်ဖြစ်တယ်ကောင်းမွန်တယ်ပေါ့နော်ကျွန်တော်ဒါလုံးပိုင်းလို့ပြောလို့ရတယ်နှလုံးပေါင်းရင်းစီလုံးပိုင်းပြန်ကြတယ်ပြီးရင်နောက်ဆက်နောက်ဆက်စီလည်းကျွန်တော်ဒီမှာရှိတယ်96ကိုပေါင်းတယ် ကိုချောက်ဖွင့်ကြည့်နေတယ်ပါရလေ9ကိုရရှိတိုင်း9ရပါပြီတော့ထွက်မဲ့ဒီဒီမှာလုံးပိုင်ဆိုတော့ကျွန်တော်ဒီမှာလေ3ငါးနှစ်မှာ9လုံးပိုင်ကြပြီးသွားပြီပဲဖြစ်တယ်။ရန်ကုန်လာတဲ့ကျွန်တော်ကနေကောင်းတစ်ခွက်ကိုရရှိမှာဖြစ်တယ်။8တပောင်းကျင်ရ9တဲ့ဒါကြောင့်မို့3ပောင်းကျင်ရကိုမှခုလုံးပိုင်ကို6ပောင်းကျင်ရ9တဲ့3ငါးနှစ်မှာဒါကြောင့်မို့လို့ကျွန်တော်9လုံးပိုင်လေးရရှိနေပြီပဲဖြစ်တယ်။အခုထပ်ပြီးထုံထုံမဲ့ site ဒီလာမဲတာကျွန်တော်မိတ်ဆွေတွေလာမဲတာ16 6 2025မှာထွက်မဲ့3ဒီတွေ့ ျွန်တော်တို့ကလုံးမဲ့လေးကိုထပ်ထုတ်ပေးမယ်ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်ဒီမှာနှစ်လေးပုံချင်းနှစ်လေးပုံချင်းဒီလေကျွန်တော်ဒီနေရာဘာရ6ကိုရရှိတဲ့6ဒီပါပြီထွန်မဲ့ဒီဒီမှာလုံးမဲ့ဆိုတော့ဥစဉ်6လုံးမဲ့ရရှိပြီဥစဉ်ကျွန်တော်မိတ်ဆွေမြေတွေ့တယ်မဲ့၃ငါးထိစီသူများလုံးမဲ့အဲ sorry ငါးလုံးမဲ့ကျွန်တော်6လုံးမဲ့ဆိုပြီးတော့ရရှိထားတယ်နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေအထူးထူးခြားခြားနဲ့ကျွန်တော်တို့က နော်ဘာကနန်းလေးရမလဲဆိုတာထပ်ပြီးနောက်တစ်ဆင့်အနေနဲ့ကျွန်တော်ဆက်သွားအောင်မယ်ခင်ဗျာနော်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ကတုံးကလေးထိတ်စီငါလုံးပိုင်း6လုံးပိုင်းနဲ့ကျွန်တော်တို့ကဒီကနန်းကတော့ရရှိထားတယ်ဒါပေမဲ့ကျွန်တော်ဒီကနေ့အတွက်မှာကျွန်တော်တို့အရင်လေးလည်းထပ်ပြီးတော့ထည့်ပေးရင်ကောင်းမယ်ပေါ့နော်ဒါကြောင့်ပဲမယ်ကြည့်အောင်ခင်ဗျာဒါပေမဲ့အခုဆိုရင်ကျွန်တော်တို့ကတော့ကနန်းကတော့လောလောဆယ်မှာပေါ်ထွက်လာပြီ ဒါပေမဲ့ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်နောက်ထပ်ပေါ့နော်ကျွန်တော်မြင်ထားတဲ့ site လေးကိုထပ်ထည့်ပေးအောင်မယ်အဲ့ဒါလေးကျွန်တော်ဘလို့သွားတယ်လဲဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာ၈၁နှလုံးပေါ်ကြီးကိုကျွန်တော်ထပ်ယူတယ်၈၁နှလုံးပေါ်ကြီးရတယ်ပါရတယ်ကျွန်တော်တို့ကကိုးကိုရတယ်ပေါ့နော်အဲ့ဒီကိုးကလည်းကျွန်တော်တို့ကဒီမှာဘာဖြစ်မလဲဆိုတာဒါကျွန်တော်တို့ကနောက်ပေါင်းလေးပေါ့နော်ကျွန်တော်တို့ကသွားတယ်ခင်ဗျာအကြီးကိုးရတယ်ကျွန်တော်ဒီမှာနောက်ပေါင်းဆိုတော့ကျွန်တော်ဒီမှာသုံးရကိုးပေါင်းကြီးရတယ်ကိုးကိုသွားတယ်ခင်ဗျာတို့နောက်နှလုံးပေါင်းခြင်းလေးပေါ့နော်ကျွန်တော်ဒီမှာ၈၁ ောင်ကျင်ကိုကိုဒီနောက်နှလုံးပောင်ကျင်ဆိုတော့ကျွန်တော်ဒီမှာတုံညာကိုနောက်နှလုံးပောင်ကျင်ပုံစံနဲ့ကျွန်တော်ကနောက်နှလုံးပောင်ကျင်ဆိုင်နဲ့ထပ်ပြီးတော့ကနောင်ကိုထပ်ပြီးအပြည့်ထားတယ်ပေါ့နော်ဒီပုံစံနဲ့ပဲ16လတော့ကျွန်တော်ကနောက်နှလုံးပေါင်းခြင်းပုံစံနဲ့ကနောင်ကိုထပ်ပြီးတော့ရှာပွေထားတယ်ပြီးရင်နောက်ဆက်နောက်ဆက်ကလည်းကျွန်တော်ဒီမှာသုံးရခုံပေါင်းခြင်းသုံးရခုံပေါင်းခြင်းရတဲ့ခုံကိုရရှိတယ်ခုံဒီထဲမှာဖြစ်ရမလဲကျွန်တော်ကထပ်မဲ3မှာနောက်နှလုံးပေါင်းခြင်းဆိုတော့ကျွန်တော်ဒီမှာလည်း ငါးနှစ်ပေါင်ကြရတယ်ခုဆိုပြီးကြာပြီပါတယ်ဗျာရှစ်နှစ်ပေါင်ကြီးကိုတယ်တုံညာကိုပေါင်ကြီးကိုတုံညာခွန်ပေါင်ကြီးခွန်သည်ငါးနှစ်ပေါင်ကြီးခွန်ဆိုပြီးတော့ကြာတဲ့ပုံစံပဲဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ဝှထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကထုံထုံပဲဆက်ကလာမဲ့တာ16လ2025မှာထုံမဲ့ 3D ရဲ့နောက်ထပ်ပေါ့နော်ကျွန်တော်တို့ကနောက်နှလုံးပေါင်ကြီးပုံစံနဲ့ထပ်ထုတ်တယ်အဲ့ဒါလည်းကျွန်တော်တို့ဒီမှာ၅၃ပေါင်ကြီး၅၃ပေါင်ကြီးက၈ကိုရရှိတယ်အဲ့၈ကလည်းပါဖြစ်ရမယ် ကျတော့နောက်နှလုံးပေါင်းခြင်းဆိုတော့လောလောဆယ်မှာကျွန်တော်တို့ကခဏကမပေါ်ထွက်လာသေးဘူးနောက်နှလုံးပေါင်းခြင်းရှိဖြစ်ရမယ်နောက်ပြီးတော့ကျတော့ငါးလုံးပိုင်းဖြစ်တယ်၆လုံးပိုင်းရှိတယ်မဟုတ်တုံညာထိတ်စီရှိတယ်ဒါကိုကျွန်တော်ကခဏဘလို့တွက်ဆက်လိုက်တဲ့ဆိုရင်ဒါအနှစ်ချုပ်ဖြစ်တဲ့အတွက်ခဏလေးကတော့နည်းနည်းများရင်များမယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်က လွတ်အောင်ပေါ့နော်ကျွန်တော်ရှားပြီးထုတ်ထုတ်ထားဖြစ်တယ်။နောက်ရက်တော့လည်းကျွန်တော်ကသတိရတွေကိုအကောင်းဆုံးကြိုးစားပြီးထပ်မပြီးတင်ဆက်အောင်မယ်။အဲ့ဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်မိတ်ဆွေတွေ channel ပြင်ထပ်မကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုခိုင်းရောက်ကန်ရောက် subscribe ဆိုတဲ့ share နဲ့ဒီအပိနာအကောင်းဆုံးလေးကိုတည်ထားရုံပဲပေါ့နော်။ကျွန်တော်တည်တင်ရဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတွေ channel ပြင်ကြီးထပ်မကြည့်ရှုနိုင်မှာလည်းဖြစ်တယ်။ဒီကနေ့မှကျွန်တော်မိတ်ဆွေတင်ဆက်ပေးရတာကလာမယ့်တာကျွန်တော်16ရက်6လ2025မှာထွက်မယ်။ သတိဒီကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကစွမ်းကုန်ကြိုးစားပြီးတင်ဆက်ထားတယ်။သုံးရတော့ထိတ်စီမလို့ကျွန်တော်ဒီမှာသုံးထိတ်စီလေးကိုယူထားတယ်။နော်ကျွန်တော်တို့က၅လုံးပိုင်း၆လုံးပိုင်းဆိုတော့ကျွန်တော်ကဒီမှာ၆လေးထိုင်နေရထားဆိုက်ရှိရဖြစ်တဲ့အတွက်ကျွန်တော်က၃၆၅ကိုလေးထည့်ပေးထားတယ်။နော်နောက်တစ်ခုကျွန်မိတ်ဆွေတို့ကျွန်တော်တို့ကမြတ်တလဆောင်နဲ့ကျွန်တော်ကထပ်ပြီးထည့်ပေးခြင်းနေတယ်။အဲ့ဒါတော့ကျွန်တော်တို့ကနောက်နှလုံးပေါင်းခြင်းပေါ့နော်။ နောက်နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းကျွန်တော်ဒီနေရာမှာရှစ်ဆိုပြီးရရှိတာအဲဒီရှစ်ကလည်းဘာဖြစ်နိုင်တယ်လဲဆိုရင်ကျွန်တော်က9 6နဲ့ပြီးရင်ကျွန်တော်က3 6နဲ့ဆိုပြီးခဏလေးကိုကျွန်တော်ထပ်ပြီးတော့ထည့်ပေးထားတယ်ခဏကတော့3ခွက်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့အတွက်ဒီခဏ3ခွက်လုံးကအရန်ကိုကောက်မွန်တဲ့အချိန်ဆုံးခဏပါလဲလို့မိတ်ကျော်မိတ်ဆွေတို့ကျွန်တော်ဒီမှာ အဲ့တော့မြင်တာပြီးတဲ့ခဏကျော်အချိန်ဆုံးပါဒီ network ကလည်းခြံထားလို့မရတာဖြစ်တော့ဒီနေ့မှာကဏ္ဍလေးကတော့နည်းနည်းများရင်များမယ်ဒါပေမဲ့အချိန်ဆုံးအကောင်းဆုံးဖြစ်တယ်ထည့်ပေးထားတယ်အားရကျင်းနေမယ်လို့လည်းမျှော်လင့်တယ်ဆိုင်ကတော့မြင်တွေ့တဲ့အတိုင်းပဲကျော်အကောင်းဆုံးကြိုးစားရှာဖွေထားဆိုတော့ကြိုက်တူမယ်လို့လည်းထင်တယ်ကျော်ဝီဒီယိုလေးကိုကြည့်ရှုမိတ်ဆွေအားလုံးလည်းဒီကဏ္ဍလေးနဲ့ပေါ့ပါသေးကြအောင်ဆုမကောင်းတောင်းပေးတယ်ကျော်ဝီဒီယိုလေးကိုကြည့်ရှုမိတ်ဆွေအားလုံးဒီစိတ်ကြီးချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေစပေးတော့ပြီးယောဂပြီးဘေးမြမြော်နေကြော်လွားနိုင်ပြီးတော့တရားအေးချမ်းတဲ့ဘဝလေးနဲ့ပြန်လေတိဆောက်တဲ့ နော်ကျွန်တော်တို့ပြောရှင်နေပြီးသားစုဘဝလေးကိုရောက်ရှိပါစေလို့ဆုမကောင်းတောင်းရင်လည်းပဲကြော်ပြီးလို့လေးကိုဒီလောက်လည်းပဲဆုံးသက်ရနာပါတယ်လာမယ့်16ရက်နေ့မှာလည်းဒီကလေးလေးနဲ့ပေါ့ပြီးတော့လူနိုင်တန်းနိုင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ